ဘီလီယံ3000မီတာလိုထလာတဲ့အတူချန်နယ်မီရဲ့ဝင်ပေါက်ကလည်းအကွဲလာပြီလေအကြီးကဲ3ယောက်ကလည်းချိတ်ပိတ်ထားတာမအောင်မြန်မှန်တိသွားတဲ့အတွက်အကြီးကဲရွှေကြီးကိုဝင်းညံတော်ကတိုက်ခိုက်တာကိုခုခံဖို့ပြင်ပကပညာရှင်တွေကိုခေါ်ခိုင်းလိုက်ပါတယ်ဘီလီယံ3000မီတာထွက်သွားတာနဲ့အထွတ်ထိပ်မြို့တော်ကလည်းပြည့်စည်သွားနိုင်တာကြောင့်မလို့အကူကြီးမလာခင်တိချန်နယ်မီကိုထိန်းချုပ်ဖို့အတွက်အကြီးကဲရွှေကဆုံးဖြတ်လိုက်ပါတယ်အထဲမှာလည်းလွတ်သွားတဲ့ဘီလီယံ3000မီတာကိုအကြီးကဲ3ယောက်မပါဘဲနဲ့အကြီးကဲချိုလင်းတယောက်ထဲနဲ့မတားနိုင်ပါဘူးမူကူကတော့ဘီလီယံ3000မီတာကိုသူတို့ဂျာခပေးယူရဂရီတီဘုတ်ချိန်ရောက်ပြီဆိုပြီးတော့ပြောလိုက်ပါတယ် မီတော့ကတော့ရတာပေါ့လို့ပြောပြီးတော့အရင်ဆုံးကုန်းပြေပေါ်မှာနှစ်တထောင်လောက်လဲပတ်အောင်မယ်လို့ပြောလိုက်ပြီလေမုကူတကောင်မီတော့ချင်းထိတာကိုခံလိုက်ရပါပြီခရီးဖြတ်တာလာလို့မီလိုက်တော့အဲ့ဒါကမင်းတို့လူသားတွေလုံနေကြပဲလေမင်းတို့စီကတက်တာပဲဆိုပြီးတော့ရေပြီးပြောလိုက်ပါတယ် သခင်နဲ့ပတ်သက်ပြီးတော့ဓာကြီးရဲ့စိတ်ကမကုန်သေးပါဘူးမူကူကတော့ဝိညာဉ်နဲ့တော့မှမီလီယံ3000မီတာကိုမသေးမရှင်ဖြစ်အောင်နှိမ့်ဆက်လို့ရတဲ့နီလန်းရှိပြီးသားဆိုပြီးတော့တစိတ်တစ်ခုကိုဖျက်ဆီးလိုက်ပြီလေလေဟာနဲ့ကြောက်စိမ့်များနဲ့ဝိညာဉ်နဲ့တော့ကဂုံနူးဆောင်ကြီးခဲတွေကိုဆင့်ခေါ်လိုက်တာပါမူကူကိုနှေးတဲ့ဘာသာနဲ့ပြောပြီးတော့ထွက်လာတော့လေမရှင်နဲ့ဆိုပြီးတော့ဆေးလုံးမျောစင်ရဲ့အကြီးကဲ3ယောက်ရောက်လာရင်4ယောက်လုံးကသူတို့ရဲ့ပြန်မဲ့မဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အခုပြောတာမှန်ပါတယ်အချိန်ကိုအကျိုးရှိရှိသုံးချရမယ်ဆိုပြီးပြောလိုက်ပါတယ်ဒိုဇန်လေးရောက်ဆိုတော့မိလျံသုံးတော်မိတော့လေတားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ရှောင်းရံကတွေးလိုက်ပါတယ် ်အကြီးကဲချိုလင်းကတော့သူတို့တိုက်တာကိုစောင့်ပြီးတော့မှအခွင့်ကောင်းရလာတဲ့ဝင်းကျင်တန်းတော်ရဲ့အစီအစဉ်ကိုနှောက်ရှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မီလျံ၃000မီလောက်ကတော့ကျေဆွမ်းအားတွေကိုဆုပ်ယူနေပြီလေ။အဲ့လိုမလုံနိုင်အောင်ဝင်းကျင်တန်းတော်ကဝင်းကျင်တဲ့တောင်ဝါမျိုးချင်းဝင်ကဘာကိုသုံးလိုက်ပါတယ်။မီလျံ၃000မီလောက်ပတ်လည်မှာအမဲအောင်မြူကိုတွေပြေးသွားပြီလေ။အဲ့ဒါတွေကတော့ဝင်းကျင်နေပါပြီးရနဲ့ကောင်းကင်ဝင်းကျင်တဲ့တောင်ချုံတော်မှုကိုပါသုံးလိုက်ပါတယ်။တန်ကျိုးတွေထွက်လာပြီးတော့မီလျံ၃000မီလောက်ကိုချုပ်ထားလိုက်ပြီလေ။ဒီလောက်အကွက်လေးနဲ့ငါ့ကိုချုံတော်ချင်တာလားဆိုပြီးတော့မီလျံ၃000မီလောက်ကဒေါ်သာထွက်သွားပါတယ်။ခနာကူကနေပြီးတော့ခရိုင်ရဲ့အောင်မီလောက်တွေထွက်လာပြီးတော့တန်ကျိုးတွေကိုအကြီးဖြိုလိုက်ပြီလေ။ ငါကိုထပ်ပြီးတော့ချိန်ပေးဖို့မစင်စားနဲ့ဆိုပြီးအော်ပြောလိုက်ပါတယ်။မူကူတရောက်လက်မလျှော့ဘဲနဲ့အသက်စတိခန့်ဝိညာဉ်တန်ကျိုးကိုတုံးလိုက်ပါတယ်။အသက်ဝိညာဉ်တန်ကျိုးဆိုတာကသူတို့ရဲ့စိတ်ဝိညာဉ်နဲ့ဆက်သွယ်ထားပါတယ်။တကယ်လို့ပစ္စည်းတာပစ္စည်းသွားရင်သူတို့ရဲ့စိတ်ဝိညာဉ်ကလည်းဆူဆူဝါးဝါးထိခိုက်သွားနိုင်တယ်လေ။ဒါဝိညာဉ်နဲ့တော့ကဂုံဒူးဆောင်အကြီးကြီးတွေရဲ့နောက်ဆုံးနည်းလမ်းမှာတန်ကျိုးတွေကိုမီတော့ကပြင်ပြီးတိုက်ခိုက်လိုက်ပြီးမဲ့တကျိုးကတော့ခန္ဓာကိုယ်မှာဆိုက်သွားပြီလေ။နောက်ဆုံးတော့လေးခုလုံးဆိုက်သွားပါတယ်။ချန်နယ်၃ယောက်ကိုထိန်းခိုင်းထားပြီးတော့မူကူကမီတော့အစီနစ်ကိုယူဝေလုပ်လိုက်ပါတယ်။ချန်နယ်၃ယောက်ကလည်းကြာကြာမထိန်းထားနိုင်တာကြောင့်မြင်မြင်လုပ်လိုက်ဆိုပြီးပြောလိုက်ပါတယ်။မီတော့ကတော့အစီနစ်မီတော့ကိုမူလခန္ဓာကိုယ်တွေကထုတ်ဖို့လုပ်ပြီးတော့ မူကူကိုတိုက်လိုက်ပြီလေပြီးတာနဲ့တွတ်နေအောင်ထွက်ပြေးသွားပါတယ်အနောက်ကနေပြီးတော့မူကူတို့အပြင်ရှောင်းရံတို့ပါလိုက်ဖမ်းကြပါပြီဘယ်ကိုပြေးမှလဲဆိုပြီးတော့အနောက်ကနေလိုက်တိုက်ပြီးပြီးမိတော့ကတော့အေးစစ်စစ်ပါပဲတွတ်နေကောက်ကွေးပြီးတော့ရှောင်းလိုက်ပါတယ်ပြီးတာနဲ့အမဲရောင်မြူတွေပပက်လေးမှာဝိုင်းထားတာကိုဖောက်ပြေးပြီးတော့ဝိညာဉ်နန်းတော်ကအကြီးကတယောက်ကိုနောက်ကနေပြီးအခွင့်ကောင်းယူပြီးတိုက်လိုက်ပါတယ်တယောက်ကတော့အနှစ်ခံလိုက်ရပြီးပြာဘဝကိုပြောင်းသွားပြီလေ ဝိညာဉ်တန်းတော်ကမီလီယံသုံးတောင်မီတာကိုရှော့တွက်ခဲ့တာကိုအခုဆိုရင်နောင်တရနေတော့ပါပြီအချိန်ကြာကြီးမတော့ခနိုင်လောက်ပူဆိုပြီးတော့စတိုက်တိုက်လိုက်ပါတယ်စိတ်ဝိညာဉ်ပေါက်ကွဲသွားတဲ့အရာတာကိုမြည်ကြည့်လိုက်ဆိုပြီးတိုက်တော့ပြေးပြီလေဒါပေမဲ့သူ့အချိန်ကိုမီဖို့ဘေးကနေတစ်ခုပြီးတစ်ခုပေါက်ကွဲရင်းနဲ့ခန္ဓာကိုယ်ပါအကွဲလာပါတယ်ရှောင်းရံကအကြီးကဲချိုလင်းကိုမူကုနဲ့တခြားကြီးကဲတွေကိုထိန်းထားပေးဖို့ပြောလိုက်ပြီးတော့သူကတော့မီတောင်နဲ့ရင်ဆိုင်ဖို့ထွက်သွားပြီလေ ကျန်တဲ့တယောက်ကိုရုပ်သေးနဲ့တိုက်ခိုင်းလိုက်ပါတယ်။မူကူကရှောင်းရံကိုတွေ့တော့အရင်ဆုံးလက်ဦးမူယူပြီးတိုက်လိုက်ပြီလေ။ဒါပေမဲ့အကြီးကဲချိုးလင်းကကာလိုက်ပါတယ်။မီတောင်းနဲ့တိုက်နေတဲ့အကြီးကဲကိုတော့ရုပ်သေးကိုသွားတိုက်ခိုင်းလိုက်ပြီလေ။ရှောင်းရံတယောက်မီတောင်းနဲ့နီးကနေတာကြောင့်မီလန်သုံးတော်မီတော်ရဲ့ခန္ဓာကိုယ်ကအကွဲရတွေကအလိုလိုပြန်ကောင်းလာတာကိုတွေ့လိုက်ပါတယ်။ပြီးတာနဲ့ရှောင်းရံနဲ့မီလန်သုံးတော်မီတော်ကတိုက်ကြပြီလေ။အမီနဲ့ရိုက်ပြီးတော့မီးတောင်းနဲ့မှုတ်လိုက်တာကို60ခန်းလွှင့်မျိုးပေးတဲ့နဲ့ကာလိုက်ပါတယ်။အနာတီကတ်လိုက်နိုင်ပြီးတော့ပောက်ကွဲပြီးတော့ခဲစီတဲ့ဆေးပလင်းတွေကိုပြစ်လိုက်ပြီလေ မီလီယံ300မီတာတကူလုံးကရေခဲရုပ်ထုတို့တောင်းလင်းသွားပါတယ်အဲ့တော့မှာဆေးပလေးအနီရောင်ကိုနှစ်ဖူးစီကိုလှမ်းပစ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲငကားတစ်စိတ်ကပေါ်လာပြီလေ ပြီးတာနဲ့မီလန်သုံးတော်မီတော်ရဲ့စိတ်ဝိညာဉ်နယ်မြေတဲကိုရှောင်းရံတရားဝင်လိုက်ပါတယ်ဆက်ပြီးတော့စိတ်ဝိညာဉ်တိုက်ပွဲပဲလို့ပြောပြီးတော့ရှိသမျှအကွက်တွေအကုန်ထုတ်ခိုင်းလိုက်ပြီလေသူမရဲ့အကွက်တွေကိုတော့မှီမဲမထင်ပါဘူးမူကလည်းရှောင်းရံတို့စိတ်ဝိညာဉ်တိုက်ပွဲဖြစ်နေတာကိုသတိထားမိသွားပါတယ်ဒါသူ့အတွက်နှစ်ကောင်လုံးကိုအပြည့်ရှင်းဖို့ခွင့်ကောင်းမယ်ဆိုပြီးတော့အကြီးကဲသေးသေးလေးကိုချိုးလင်ကိုအချိန်ဆွဲထားခိုင်းဖို့မူကမှာလိုက်ပြီလေကန်ကောင်းကျင်တော့ရှောင်းရံတို့ကလည်းရှောင်းရံနာကိုရောက်လာပါတယ်မီလန်သုံးတော်မီတော်ပေါ်ကရေခဲတွေကတဖြည်းဖြည်းနဲ့အကွက်လာပြီလေမူကဝင်တိုင်းမှာကိုမြင်လိုက်ရတော့ရှောင်းရံတို့ကနှစ်ယောက်ပေါင်းပြီးကာလိုက်ပြီမဲလွတ်ထွက်သွားပါတယ်ဟိုတရောင်းသားဆုံချင်းကလည်းဘယ်မှသိနေမှန်းမသိပါဘူးရှောင်းရံနာကိုရောက်တော့မဲ့အချိန် မှာပဲရွှေခုံကြီးကထွက်လာပြီလေအချိန်ဆွဲထားတာလည်းရှုံးနေသွားပြီထင်တယ်လို့ပြောပြီးတော့ပြန်ဆုတ်ဖို့အမိန်ပေးလိုက်ရပါတယ်ရွှေခုံကြီးကိုသူမနိုင်ပါဘူးလေဟာနယ်ကိုဖွင့်ပြီးပြန်သွားဖို့လို့တော့အကြီးကဲရွှေကရောက်လာမှတော့အမတ်တရလေးခြံထားခဲ့ပေါ်လို့ပြောပြီးတော့လက်ဝါးသုံးခုလုပ်လိုက်ပါတယ် လေဟာနယ်ပေါက်ထဲမှာလည်းလက်ဝါးစာမိပြီးတရားရသွားကြပါတယ်။ရှောင်းရဲ့နိုးစိတ်ဝိညာဉ်တိုက်ပွဲကလည်းအကြီးကျယ်ပါပဲ။ဒီလိုအတိုင်းစားမဲ့တဲ့စိတ်ဝိညာဉ်ဆွမ်းအားကိုလူတစ်ယောက်စီမှာရှိမယ်လို့မိတဲ့သုံးတော်မိတဲ့တော်မထင်ထားခဲ့ပါဘူး။မင်းရဲ့စိမျက်ကပါလဲဆိုပြီးမေးလိုက်တော့ငါလက်အောက်လာခဲ့လေဆိုပြီးတော့ရှောင်းရဲကအပေါ်စီးကနေပြန်ပြောလိုက်ပါတယ်။ပြီးတာနဲ့ကြောက်စိတ်ရောက်မိတော့ကိုထုတ်ပြီးတော့တစ်ချက်တိုက်လိုက်ပါတယ်။မိတော့ကတော့ငကားတဆိတ်လေးရှိနေုံနဲ့ငါကိုရင်ပေါက်အောင်လို့လို့ရမယ်မထင်နဲ့ဆိုပြီးတော့ခရိုင်ရင်ရောင်မိတော့တွေကိုထုတ်လိုက်ပြီးလေ။မိတော့တွေကမိပင်လေကြီးလိုမျိုးကျန်နေမြည်ရဲ့နေရာအနှက်မှာပြန်လာတဲ့အတွက်အကြီးကဲရွှေကရှောင်းရင်တို့ကိုအရင်ထွက်သွားဖို့ပြောလိုက်ပါတယ်။ရှောင်းရံတို့ဘေးကမှာမိတော့မုံတန်းကြီးလိုဖြစ်နေတော့ရွှေခုံကြီးကရှောင်းရံကိုနှိုးဖို့အလုပ် ရုပ်သေးထွက်လာပြီးတော့တားထားလိုက်ပြီလေစိတ်ဝိညာဉ်တိုက်ပွဲဖြစ်နေတော့မှာရှောင်းရံကိုခေါ်သွားမယ်ဆိုရင်တေချာပေါက်ထိခိုက်မှုကြီးဖြစ်မှာပါရှုံးနေသွားရင်မီတော့ကပြန်ပြီးတော့ရှောင်းရံကိုထိရောက်သွားနိုင်မယ်လေ နောက်ဆုံးတော့ရွှေကုန်းကြီးကမတက်နိုင်တော့ဘဲနဲ့ဂျိန်နေမီကနေရှောင်းရံမှာပါပဲထွက်လာခဲ့ရပါပြီ။ရှောင်းရံကိုခေါမလာနိုင်တဲ့အတွက်အခုတော့အတက်နိုင်ဆုံးဂျိန်နေမီကိုပို့ပြီးခိုင်မအောင်လို့ခုဆုံးဖြတ်လိုက်ပါတယ်။ဒါမှလည်းရှောင်းရံအသက်ရှင်ဖို့မျှော်လင့်ချက်ရှိမှာပါ။ရွှေကြီးကရှောင်းရံသာတခုခုဖြစ်သွားရင်ရောင်းလောင်ကိုဘယ်လိုမျက်နှာပြရမလဲဆိုပြီးတော့တွေးပူနေပါတယ်။အကြီးကဲရွှေကတော့ဂျိန်နေမီတည်ငြိမ်သွားမှရှောင်းရံကိုကယ်ဖို့စီစဉ်ဆွဲရမယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံတက်ရောက်ရှောင်းရံအတွက်ဆူတောင်းပေးနေတော့မှာပဲ။ကောင်းကင်ကအနက်ရောင်တိတ်နေနဲ့မိုးချိုးတွေပေါ်လာပြီလေ။ဆီလုံးမျော်စင်ကလည်းဆိုရော၃ယောက်သားတော့ကြပါပြီ။ အကြီးကြီးတွေကတားဆီးကိုပြပြလိုက်နိုင်ပါတယ်အဲ့ဒီချိန်မှာအကြီးကြီးတယောက်ရောက်လာပြီးတော့ရှောင်းရှန်တို့ရောက်လာတဲ့အကြောင်းကိုအကြီးကြီးရွှန်ကိုအသိပေးလိုက်ပါတယ်ရှောင်းရှန်ကချောင်းရန်တို့ကိုကြည့်လိုက်တော့မျက်နှာကမကောင်းပါဘူးအခြေအနေကိုအကဲခတ်ပြီးတော့ဘာကိစ္စများဖြစ်နေလဲဆိုပြီးတော့ရှောင်းရှန်ကစမိလိုက်ပါတယ်ရှောင်းရန်လုံးကျုံရလာဆိုတော့ကျဲနေမြေမှာရှိနေသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ရှောင်းရန်ကကျဲနေမြေမှာပဲရှိနေသေးတယ်လို့ပြောပြီးတော့မီလီယံ3000မီလောက်ကလည်းပောက်ကွဲသွားတယ်ဆိုတော့ဘာလို့ရှောင်းရန်တရားဝယ်ကြံခဲ့တာလဲဆိုပြီးတော့ရှောင်းရှန်ကဒေါသထွက်သွားပါတယ်အကြီးကြီးတွေကတော့တမင်မကယ်တာမဟုတ်ဘူးလို့ပြောနေပေမဲ့ရှောင်းရှန်ရဲ့ဒေါသကိုတော့မဖြေနိုင်ပါဘူးဒါဆိုလေကိုယ်တိုင်ဝင်သွားပြီးရှောင်းရန်ကိုခေါ်ထုတ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ် အကြီးကြီးကတားလိုက်တော့၃ရောင်သားတိုက်ဖို့အစဉ်သင်းဖြစ်နေပြီလေ။ကျန်တဲ့မြေရဲ့အခြေအနေကမတည်ငြိမ်တာကြောင့်မီလီယံ၃000မီတာရဲ့အခြေအနေကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။မင်းတယောက်တည်းအားနဲ့ခုခံနိုင်တာမဟုတ်ဘူးဆိုပြီးတော့အကြီးကြီးရွှေကပြောလိုက်ပါတယ်။ပြီးတော့အင်အားသုံးပြီးဝင်သွားမယ်ဆိုရင်အထုတ်ထိတ်စီးမြို့တော်ကဘဝအိုးအိမ်တွေကိုပျက်စီးသွားနိုင်တယ်လေ။ရှောင်းရီရှန်ကတော့သူ့ဘဲလေးကလောရင်တခြားလူတွေကိုဂီမဆိုင်ပါဘူး။ဖဲ့ပေးသန်းဆိုပြီးတော့ဒိုချီဆွမ်းအိမ်တွေကိုထုတ်လိုက်ပါပြီ။ကြည်ရန်ကတော့အလှဉ်စလုံးမလို့ခုတားလိုက်ပါတယ်။ငကားတစိတ်ကပြောင်းမသွားရုံနဲ့မကဘူး။ရွှေရောင်လင်းနေနေပါထွက်နေတဲ့အတွက်ရှောင်းရံဆင်ပြေပါတယ်ဆိုပြီးပြောလိုက်ပါတယ်။ အကြီးကဲတွေပေါင်းပြီးတော့ရှောင်းီရှန်းကိုနားထနေရပါတယ်တကယ်လို့ရှောင်းရံသာအပြောင်းလဲဖြစ်ခဲ့ရင်အသက်ကိုရင်းရမယ်ဆိုရင်တော့ကျင်းနေမြေတဲကိုဝင်ပါပဲဆိုပြောပြီးထွက်သွားပါပြီအပြင်မှာရုပ်ရုပ်တက်တက်ဖြစ်နေပြီမဲ့ကျင်းနေမြေထဲမှာတော့တိတ်ဆိတ်နေပါတယ်ရှောင်းရံကအစိမ်းရောက်မီရောက်တွေနဲ့ဖန်တီးထားတဲ့ဂျာဗန်တစ်ခုပေါ်မှာထိုင်လိုက်ပြီးတော့ကိုကားတော့လှုပ်ရှားမှုမရှိပါဘူးဒါကိုကြည့်ပြီးတော့မီလီယံ၃တောင်မီရောက်ကမင်းအိမ်မှာပဲထိုင်ပြီးတော့တက်တက်လုံးငကြောက်လုံးနေတော့မှလာဆိုပြီးစိန်ခေါ်လိုက်ပါတယ်ပြီးတာနဲ့လေဟာနယ်ကိုဆုတ်ယူလိုက်ပြီးတော့စွမ်းရင်လုံးကိုရှောင်းရံစီကိုပြစ်လိုက်ပါတယ်ရှောင်းရံကကလိုက်တော့ထပ်ပြီးပြစ်လိုက်ပြန်ပြီလေ ဒီတခါတော့သွေးပါအန်လိုက်ရပါတယ်အကာအကွယ်အကွဲလာပြီမဲ့လက်ကနဂါတစိကတော့ရွှေရောင်တောက်လာပြီးတော့နဂါတစိရဲ့ဆွမ်းအားတွေထွက်လာပြီလေမီတော့ကတော့ဆွမ်းအားပြင်းပြင်းနဲ့ထပ်တိုက်ဖို့လုပ်ပါတယ်မီတော့ကတိုက်လေလေနဂါတစိရဲ့ဆွမ်းအားတွေကရှောင်းရံကူတွေကိုထည့်ပေးသလိုဖြစ်လေပါပဲ မီလီယံ300မီလောက်ကလည်းသူဆွေးရင်နဲ့ရောသွားတာကိုသတိထားမိသွားပြီလေရုံမာတဲ့လူသားဆိုပြီးတော့ချိန်ဆနေပါပြီရှောင်းရံကရုပ်သေးကိုထုတ်ပြီးပြေးတိုက်ပါပြီရုပ်သေးကမီလောက်ကိုလက်သီးစာကျွေးလိုက်ပါတယ်ပြီးရနဲ့စတိုက်ထိုးနေပြီလေနောက်ကိုလွင့်သွားတော့អော်ပြီးတော့ဆွေးရင်တွေကိုဆူပြီးတော့အတူသေးကြမယ်ဆိုပြီးပြောလိုက်ပါတယ်မင်းမအဲ့လိုပြောဖို့အရေးချင်းမရှိဘူးဆိုပြီးတော့နဂါးတစိထဲကအစွမ်းနေနဲ့ပြန်တိုက်လိုက်ပါတယ်လေဟာနဲ့တခုလုံးရွှေရောင်ဆွေးရင်တွေနဲ့ပြေးသွားပြီးတော့နဂါးကနေတီကောင်လိုဖမ်းခံလိုက်ရပါပြီရှောင်းရံကတော့မီလောက်ကိုကြည့်ပြီးတော့ငါနောက်ကိုလိုက်ရင်မင်းရဲ့ကောင်းကင်မီလောက်ထိတ်တန်းစည်ရင်ကနာမည်ကိုမပြတ်စေရပါဘူးဆိုပြီးပြောလိုက်ပါတယ်အကြီးကဲ၃ယောက်ကလည်းချင်းနေမြေဝင်ပေါက်ရှိမှရက်ပြီးအမြဲဆောင်ကြည့်နေပါ တယ်ရှောင်းရံတယောက်မီလီယံ3000မီလောက်ကိုတန့်စင်တာအချိန်နှစ်ဝက်လောက်တောင်ကြာသွားပါတယ်အဆင်လည်းတက်သွားပြီလေကောင်းကင်မီလောက်3ခုပေါင်းပြီးရလာတဲ့မီလောက်ကိုတော့3000ကျပဲနှလုံးမီလောက်လို့ခေါ်မယ်ဆိုပြီးနာမည်ပေးလိုက်ပါတယ်ကောင်းကင်တန်းဆုပ်ရုပ်သေးရဲ့တိုက်ခိုက်စွမ်းရည်ကလည်းတည်တည်သာသာတို့တက်လာပါတယ်မီလီယံ3000မီလောက်နှစ်ပေါင်းများစွာဆုပ်ယူခဲ့တဲ့စွမ်းရည်တွေကိုဆုပ်ယူလိုက်တော့လက်ထဲမှာမီးပလဲလေးပေါ်လာပြီလေစေမျိုးတော်မှာတော့ကောင်းကင်ကြီးကပြောင်းလဲလာတာမြင်ပြီးတော့ကဘာပြတ်တော့မှလာဆိုပြီးပြေးနေကြပြန်ပါပြီမိုးကြိုးတွေပြစ်ပြီးတော့ဒိုးပွန်းနေလည်းပြေးချက်နဲ့အင်အားကြီးတဲ့သူတွေလည်း view ဟာခင်းပြီးတော့စေမျိုးတော်ကိုကာကွယ်ဆိုတဲ့အကြီးကဲရဲ့အမိန်ပေးတဲ့အတန်ထွက်ပေါ်လာပါတယ်အကုန်လုံးကချက်နဲ့မြေမပြတ်စည်းရေးတို့ရေးလုံးနေကြပြီလေ ရွှေကြီးကတော့ရှောင်းရံထွက်လာနိုင်သေးရဲ့လားဆိုပြီးတော့စိတ်မူနေပါတယ်ခဏနေတော့ရှောင်းရံတို့လည်းရောက်လာကြပါပြီအကြီးကဲရွှေကတော့ကျင်းနေမြေကအချိန်မြေပြိုကျနိုင်တဲ့အတွက်ဆီလုံးမြုံစင်ကနေထွက်သွားခိုင်းလိုက်ပါတယ်ရှောင်းရံကတော့မရပါဘူးကြည်ရန်ကိုလီဟာနဲ့လမ်းကြောင်းဖွင့်ခိုင်းပြီးတော့သူကိုယ်တိုင်ဝင်သွားဖို့လုပ်ပါတယ်အကြီးကဲကအခုချိန်ဝင်သွားရင်သွားသေးခန္ဓာနဲ့အတူတူပဲလို့ပြောပြီးတော့တားတော့နေမဲသွားသေးခန္ဓာမမရှောင်းရံနဲ့အတူတူဝင်သွားပြီးတော့ရှောင်းရံကိုခေါ်ထုတ်လာမှလို့ပြန်ရန်တွေးလိုက်ပါတယ်ခဏနေတော့ကျင်းနေမြေပေါက်မှာလီဟာနဲ့အကွက်ကြောင်းနေပေါ်လာပြီးတော့အိတ်ထဲကနေပြီးတော့ရုပ်ဆိုးဆိုးမီလီယံ၃000မီတာကထွက်လာပြီလေ ရှောင်းရင်တယောက်ဘလူးတွေအစင့်တက်သွားပြီးတော့ကျန်းလာမလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပြီးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးတို့သွားပေးပါဦးခင်ဗျာ